ပါဝါအာနာငာငာငာတစီပူအယူရခုနှစ်ထွေကမြင်ရတဲ့ဆက်အဲဒီနေ့ ရွပြခြင်းတဲ့ကြပြာတော့မိစာပြောပွဲဆိုရက်ကြပြာပါပဲအဲ့ဒီမှာအများစုကြားဘူးပါတယ်အများစုကျွန်တော်တို့စာသမားလည်းသင်ရပါတယ်ကျွန်တော်ကတမိုင်းကိုခုနှစ်တန်းတစ်နှစ်ပဲသင်မှုတော့တမိုင်းသေချာမသိပါဘူးအဲ့ဒီမှာဘယင်းတစ်ပါးပေါ့နော်အဲ့ဒီဘယင်းတစ်ပါးဘယင်းဘယင်းနာမည်တော့ရှိတယ်ကျွန်တော်ပြောရမှာမှာဆိုတော့မှားဖို့များတယ်အဲ့ဒါဆိုတော့ကျွန်တော်မပြောတော့ပါဘူးဟိုရန်သူနိုင်လာတဲ့ခါမှာတဖက်ရန်သူတွေကြောက်အောင်လို့ ဂျန်သူရဲ့အလောင်းပေါ်မှာဘွားတော်တည်တယ်မင်းအဲ့မင်းကြောင့်စဉ်းစားစဉ်းစားမြင်အတွေ့ရောက်လို့ဒီကပြားကိုကျွန်တော်ရေးပါတယ်အဲ့တော့နောက်ထောင်ကြည့်ပါခေါင်းစဉ်ကမိတ်စာပျော်ပွဲဂျန်သူရဲ့အလောင်းကောင်ပေါ်ပွဲတော်တည်ပြတဲ့ဘရင်တပါငငယ်ကကြားခဲ့ဖတ်ခဲ့ဘူးပါရဲ့ အလောင်းတွေပေါ်မြူးပျော်ကခုံပွဲတော်ကြီးကျင်းပနေပုံကပြစ္ဆခမြင်ခွင်သုတ်တံမှာလရဆင်းတယ်လို့သေမင်းနဲ့အပြန်ရင်မောအဝိဇ္ဇာဇောအနှောက်မှာလိပ်ပြာအမောဖောက်လို့မိစာတော်ချောက်ခံရတဲ့သူတွေလေအဲ့ဒါမိစာပြောဝဲဆိုတဲ့ကြပါပါ နောက်တဘုတ်ကဒီခေတ်မှာအဲ့လိုလူတွေအများကြီးကို တွေ့နေရလို့အဲ့ဒီလူတွေအကြောင်း ရေးခြင်းလို့ပါအမှန်တော့လူတွေလို့မရေးဘဲနဲ့ကျွန်တော်ကတစ်ကြောက်ပင်လို့ရေးလိုက်တာပါတစ်ပင်တစ်ပင်အကြောင်းကိုယ့်အကိုဘာပင်မှမသိညာပင်မှမသိလောင်းရိပ်မိုးခံထားရတဲ့တစ်ပင်အကြောင်းရေးတာအဲ့ဒီလောင်းရိပ်ကြီးကိုဖယ်လိုက်တော့မှဟာငါဘာပင်ကြီးပါလားဆိုတော့ ကိုကိုကိုသိသွားရတဲ့တပင်အဲ့တပင်အကြောင်းကိုနည်းနည်းနားထောင်ကြည့်ပေးပါတက်ကြောက်ပင်တက်ကြောက်ပင်ဆိုကြောက်နေတဲ့တက်ပင်ပေါ့ဗျာငုံယုံကလွဲလို့မပွင့်ပွဲကြွေကြွေကြသွားတဲ့တော့ငုံပြီးရင်သူဆက်မပွင့်တော့ကြွေကြသွားတာငုံယုံကလွဲလို့မပွင့်ပဲနဲ့ကြွေကြွေကြသွားတဲ့ ငုံပြင်းရင်ရင်ပွင့်ပြီးမှကြွေစမ်းရလို့ပန်းတွေကဝေကျင်ရှာတယ်ပန်းတွေကဝေကျင်ရှာတယ်လောင်းရိပ်အောက်မှာအကြောက်တရားနဲ့ရှင်နေမမြင်ဂိုင်းမထွက်ရွက်မဝေပင်မမြင်မပွင့်တတ်တဲ့အမြုံဝင်ပဲပေါ့အုတ်ဆိုင်နေတဲ့အပင်ပြိုလဲ နင်းဖွဲဝဲရာသီအစ်စ်မှာတော့ပရစ်တွေလွန်လူးအငုံတွေဖူးစေတပင်လုံးဝေလို့ဆွပြန့်ကိုရဏမှာကိုပြောဝင်အဲ့ဒီတော့မှကိုဘာပင်ရဲ့လို့တိလိုက်ရသတဲ့ဒါတကြောက်ပင်ဆိုတဲ့အကြောက်တရားနဲ့ရှင်နေတဲ့တစ်ပင်ကြီးပါပဲကဲနောက်တော့ဒီတဘုတ်ကလည်း ခတ်တူတူပါပဲခေါင်းစဉ်ကခုနှစ်ထွေးခုနှစ်ထွေးဆိုရဲကပြည်တန်နေနေစနာလို့ရမှာပါအဲ့တော့ကျွန်တော်ဘာမှရှင်းမနေတော့ပါဘူးဒီခုနှစ်ထွေးဆိုရဲကြပြားလေးကိုပဲနှမ်းပြီးတော့ရွတ်ပါမယ်လိုချင်တာတွေရပြီမဲ့ရချင်တာတွေကလိုးနေပြန်တယ်လိုချင်တာတွေရပြီမဲ့ရချင်တာတွေက လိုးနေပြန်တယ်လိုးအင်းကမပြစ်ဟိုးအရင်နေ့တွေအတိုင်းနေမယ်လိုးအင်းမပြစ်ဟိုးအရင်ကနေ့တွေအတိုင်းပဲဆက်နေမယ်လိုးကျင်တာအစဝိပါကဝိကတလဲလဲကိလေသာရဲ့ကမပြတ်ပါဝါအာနာငါငါငါတစေပူအယူရိခုနှစ်ထွေက မြင်ရတဲ့ဆက်ဒါပါပဲအဲ့ဒီမှာကျွန်တော်နောက်ဆုံးအနေနဲ့ရုပ်ပြကျင်တာကတော့ကျွန်တော်ကပြမဟုတ်ပါဘူးကျွန်တော်သာရေးခဲ့တဲ့တခြင်းပါအဲ့ဒီတခြင်းကိုကျွန်တော်ကပြအနေနဲ့ပြန်ရွတ်ကြည့်ပါမယ်။ဘာဖြစ်လို့ကျွန်တော်ဒီကရာထားကိုရွတ်တာလဲဆိုတော့ ဲ့ဒီတော့ပထမဆုံးစဆာချင်းကျွန်တော်ပြောခဲ့တာကကျွန်တော်သားရက်မလဲခင်လှိုင်းသားရပွဲမှာသူတို့ပန်းရံလန်အဖွဲကကျွန်တော်သားရေးတဲ့တချင်းကိုဒီဆိုနေကြပါတယ်အဲ့ဒီတချင်းကဘာလဲအဲ့ဒီတချင်းကိုကျွန်တော်ကြပြလို့ရွတ်ကြည့်ပါမယ်ဒီမှာကျွန်တော်စဉ်းစားမိတာက သွေးလွှမ်းတဲ့အမေရဲ့လက်တွေမျက်ရည်နဲ့ဆေးအဲ့ဒီအပိုက်ပါပါသွေးလွှမ်းတဲ့အမေရဲ့လက်တွေမျက်ရည်နဲ့ဆေးအဲ့ဒီတည်းကသူ့သားအ ਨੇ ဆုံးတန်ရာရပြီးတော့သူ့ရင်ခွင်ထဲမှာတင်းတင်းမတင်းလည်းပဲသွေးအလိမ့်လိမ့်နဲ့သားကိုပွစ်ဖက်ထားတဲ့အမေတယောက်ကခံစားမှုခက်ကပေးတဲ့ဝေဒနာပါသွေးလွှမ်းတဲ့ အမေရဲ့လက်တွေအဲ့ဒီလက်တွေကိုဘာနဲ့ဆေးလဲဆိုတော့မြေရင်နဲ့ဆေးတယ်ကျွန်တော်သိသဘောကျအဲ့တော့ကျွန်တော်ကြပြာတပုတ်အနေနဲ့ခံစားမိကျွန်တော်အဲ့ဒီတခြင်းက2013မှာကိုကြီးမုံရဲ့ series တစ်ခုပေါ့နော်အခွေတစ်ခုမှာကိုမင်းကြီးရဲ့အဲ့ဒီတခြင်းကိုကိုကြီးမုံဒီဆိုထားပါတယ်နောက်သူတို့အဲ့ချိန်တုန်းကတော့ တန်လွှင့်တဲ့နေရာတွေကနေအတန်တွေလှင့်ကြပါတယ် MRTV4 ရောဘာရောညာရောဘာတော့ကျွန်တော်သိချာမသိပါဘူးအဲ့တော့အဲ့ဒါကိုကျွန်တော်ကြပြလို့ရွတ်ကြည့်ပါမယ်တချင်းမယ်လိုဒီနဲ့တော့တူမှာမဟုတ်ပါဘူးခေါင်းစဉ်ကဂျိုးယူငှက်တို့တေးတည်ပါအဲ့ကျွန်တော်ကဘာဖြစ်လို့တရားကိုရွတ်လဲဆိုဒီနေ့အထိအဲ့ဂျိုးယူငှက်ကိုကျွန်တော်မတွေ့သေးလို့ပါပဲလွန်ခဲ့တဲ့2000နဲ့ 73သူရေးတာ72လောက်ရင်းရေးမှာပေါ့နော်ကိုငိမ့်မို့ခွေထားတာ73ဆိုတော့အဲ့ဒီလောက်တည်းကသချင်းအခုတတိခင်မင်းနေပါအခုလည်းဒီတိုင်းပဲဖြစ်နေပါအဲ့ဒါလေးကိုနားထောင်ကြည့်ဂျိုးပြူငှက်တို့ဒေးတည်ပါငိုတာနဲ့တသက်တံချာမှာဘွားတွေချောက်ချာ ငြင်းရေဖို့မျောလင့်ရင်းနဲ့အတိုက်မဲ့ငှက်များဘယ်စီမာနာစရာမသိတော့သွားစရာဝေဝါဝမ်းမီအတွက်လေလွင့်ရင်းနဲ့ဘဝတွေရှည်လျာခိုးနာဖို့ရာအမောင်းကဘာတဲ့လမ်းပြောက်တဲ့ညတွေပင်မျိုးတွေစိမ့်တဲ့တောကိုဝါမျိုးတဲ့မီရန်ငွေနဲ့တောင်ကန်းဆက်မှာ သွေးတွေကစီးတောင်ကြီးမှာခန်းနဲ့ဆန်းရီပန်းတွေလိုညီးအစ်ဆက်တဲ့သေးချင်းတရားကဝေးမလို့နဲ့နီးဘဝလန်းခရီးပင်မှာဒံယာနဲ့သွေးပြက်ခဲ့တဲ့ညတွေမုံတိုင်းကြမှာလွင့်မဟုံကိုဝင်းတော့ငွေကြိုးပြူကုတန်လွှမ်းကဘာမီငင်းချမ်းစီ အေးဖို့တောင်းဆုပြုလို့ခြွေဒေဝကြီးအမေရှာတဲ့ကလေးငယ်များစွာတောစွေ တောင်းကပါတာပြောက်တဲ့အမေရဲ့ရှိုက်တန်မြည်ရန်နေချာလူမဆန်တဲ့စိတ်တွေခိုင်းလို့အတွေးတွေကအမှားရိုင်းဆိုင်တဲ့ကဘာပြက်ငရဲမှာဆဲဆိုတံများ လွင်မြောတဲ့နေရာလူလူချင်းတတ်တဲ့စစ်မြေတလင်းမှာဒီကဘာမှာစစ်မြေမီးတွေငိမ့်စေဖို့အရေးသွေးလွမ်းနဲ့အမေရဲ့လက်တွေမြေရည်နဲ့ဆေးကြည်ပြာရောင်ကောင်းငင်အောက်မှာအရှိစီမျောငေးရှင်းတန့်တဲ့လေနုအေးမှာအလွမ်းနေနဲ့ဝေး ဘဝတေးဖွဲ့တည်ရာအဖြူရောင်ဂျုံးငှက်တို့ဝဲပြန်စမ်းပါဖြူရောင်ဂျုံးငှက်တို့ဝဲပြန်စမ်းပါအဲ့ဒါကျွန်တော်သားကိုမြင်ရှိခဲ့တဲ့တခြင်းတစ်ပုဒ်ပါအလုံးကျေးဇူးတင်ပါတယ်